ရွှေတကောင်စီပုံကိုတခါသုံးခွက်မှထဲပြီးအမိုက်ပုံးတဲ့ထဲခဲ့လို့လူပြောများနေရဲ့ရွှေပလင်ဆိုင် ပရိသတ်များလုံးမင်္ဂလာပါရှင်။ဘာမီစနောင်းကနေပြန်လဲကြိုဆိုလိုက်ပါရစ်။မြမလူမျိုးတွေအတွက်မြတ်ထားရရွှေတကုံစီတီတော်ပုံကုံတခါသုံးခွက်ထဲမှာပုံတစ်စိတ်ရိုင်းနှိတ်ခဲ့လို့လူပြောများနေရကတော့ရွှေပလင်စားသောဆိုင်မှာရွှေပလင်စားသောဆိုင်ဆိုတာကတော့ရန်ကုန်မန္တလေးအမြန်လမ်းမကြီး39မိုင်ဘောနတ်ကြီးရင်းရနောက်စခန်းမှာတရှိရဖြစ်ပါရစ်။အထူးသဖြင့်တော့ရွှေပလင်စားသောဆိုင်ကရန်ကုန်မန္တလေးအမြန်လမ်းမှာခရီးသွားကြတဲ့လုံသားပြည်သူတွေစားသုံးအားပေးကြတဲ့ဆိုင်ဖြစ်ပါရစ်။ဒါပေမဲ့လည်းအခုခါမှာတော့မြမလူမျိုးဗုဒ္ဓဘာသာဝင်တွေအထွတ် မြတ်ထားရာရွှေတကုံစီတီတော်ဘုံကတခါတော့ကော်ဖီခွက်ထဲအမှတ်တရရိုင်းနေခဲ့ရာကြောင့်လူပြောများနေရဖြစ်ပါတယ်။ တကယ်ဆိုရင်နိုင်ငံတကာနိုင်ငံရဲ့ယဉ်ကျေးမှုအမှတ်တရစိတ်ကိုခွက်တွေအင်ဂျီတွေမှာတစိမ့်ရိုက်နှိပ်တဲ့ကိစ္စကအစမ်းတော့မဟုတ်ပါဘူး။ဒါပေမဲ့လည်းစန်းနာကဗုဒ္ဓဘာသာဝင်တွေအထွတ်မြတ်ထားရရွှေတကုံစေတီတော်မြတ်ကြီးဖြစ်နေပါတယ်။ဒါအပြင်တစ်ခါတော့ခွက်ဖြစ်နေတာကလည်းအဓိကပြဿနာတစ်ခုဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းတစ်ခါတော့ခွက်ဆိုတာကလူတွေတောက်သုံးပြီးရင်အပိုင်ပုံးနဲ့ထဲတော့စီးမဲကံမဲလွတ်ပြစ်တာတွေကိုလုပ်ကြပါတယ်။ဒါကြောင့်ခွက်ပေါ်မှာတစိမ့်ရိုက်နှိပ်ထားတဲ့ရွှေတကုံစေတီတော်မြတ်ကြီးရဲ့ပုံတွေကအမိုက်ပုံးနဲ့ကိုရောက်သွားတယ်လို့ဖြစ်နေခဲ့ပါတယ်။ ်ဒါကတင်းတော်မှုမရှိလောက်ပါဘူးဒါကြောင့်လေလူတွေကရွှေပလင်းဆိုင်ကတခါသုံးခွက်ကိစ္စကိုအင်တာနက်ပေါ်မှာတော်တော်လေးဝေဖန်နေကြတာဖြစ်ပါတယ်အခုခါမှာတော့မြန်မာနိုင်ငံရဲ့တာရဏာရေးဝန်ကြီးဌာနနဲ့အတူမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ကရန်ကုန်မန္တလေးအမြလန်းဘော်ကရွှေပလင်းဆိုင်ကိုရှောင်းတခင်ဝင်ရောက်စစ်ဆေးရမှာရွှေတကုံစီတီတော်ပါတယ်တခါသုံးခွက်25ခွက်တိတိတွေ့ခဲ့တယ်လို့ဆိုပါတယ်ဒါကြောင့်ရွှေပလင်းဆိုင်ကိုဘာသာရေးအရာတမင်တကာစော်ကားတာလားမတော်တဆဖြစ်တာလားဆိုတာကိုစုံစမ်းနေရလို့သိရပါတယ်ဒီလိုမျိုး ရွှေတကောင်စီတော်ကိုတခါသုံးခွက်မှာအတုံးပြူတဲ့ကိစ္စနဲ့ပတ်သက်ပြီး တချို့တော့လူတွေကတော့ရွှေပလင်ဆိုင်ကိုပြင်းပြင်းထန်ထန်အရေးယူတဲ့နယ်လို့ဆိုကြသလိုတချို့ကလည်းမတိနားမလဲလို့ဖြစ်တာပါဆိုပြီးကောက်ွယ်ကြတာတွေရှိပါတယ်။အခုရပိုင်းမှာတော့ဗုဒ္ဓဘာသာဝင်တွေနဲ့ပတ်သက်တဲ့ထိလွယ်ရှာလွယ်ကိစ္စတွေဟာအင်တာနက်ပေါ်မှာတော်တော်လေးပြန့်နှံ့နေပါတယ်။ပြီးခဲ့တဲ့ရပိုင်းမှာဆိုရင်လည်းမန္တလေးမြို့ကနာမည်ကြီးတင်ကန်းဆိုင်ကအမျိုးသမီးနှစ်ဦးကမေတီလာရှင်တင်ကန်းကိုဝစ်ဆင်ပြီးတော့လိုက်စေးရောင်းချနေရကြောင်းတော်တော်လေးကိုပြင်းထန်စွာနဲ့ဝေဖန်ခံခဲ့ရပါတယ်။အထူးသဖြင့်တော့ဖျားစီဒီပုံတွေတန်ကာတော်တွေဝစ်ဆင်တဲ့တင်ကန်းတွေ ယ်။သီလရှင်တွေရဲ့သင်ကန်းတွေဟာလူတွေအထုံးမြတ်ထားကိုးကွယ်ကြရပါတယ်။ပသိမ်ကြီးမြို့နယ်ကသင်ကန်းတိုက်တစ်ခုကတော့အမျိုးသမီးကသပင်ကိုစလုံးထုံးကသီလရှင်ဝိယုံကိုဝိစင်ပြပြီးတော့ဒီအထယ်လေးကတော့ဘလူမျိုးခြိသားနဲ့လှုပ်ထားတာဖြစ်ကြောင်းဘလူမျိုးဝိစင်တင်ကြောင်းပြောဆိုနေရဖြစ်ပါတယ်။ ဒီလိုမျိုး online ကနေဒီလရှင်သင်ငန်းတွေကိုရောင်းချမယ်ဆိုရင်တောင်တရုတ်တတိယောင်းချတဲ့နာဖြစ်ပြီးလူတွေဝတ်တဲ့အဝတ်လိုမျိုးဝတ်စင်ကအော်ဟစ်ရောင်းချနေရကဘလို့မှအမြင်မသိတော့တာပဲဖြစ်ပါတယ်။အထူးသဖြင့်တော့မေဒီလရှင်ဝတ်စုံကိုလူမင်းမတယောက်ကဝေးပြပြီးတော့ရွှေတကောင်စီဒီပုံကိုခွက်မှရိုက်နေကအမိုက်ပုံထဲကိုပြစ်တာတွေကတကယ်ကိုရုပ်ဆိုးအကြီးတန်းစေပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောရွှေတကောင်စီဒီတော်ပုံကိုတစ်ခါသုံးခွက်မှပုံရိုက်နေထားတဲ့ရွှေပလင်စားတောက်ဆိုင်ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်။ ရှင်။အဆုံးသတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။